င်္ဂလာပါအခုကတော့ကျောင်းဒီအလုပ်ဆိုရင်လည်းအလုပ်တက်တာနဲ့အလုပ်ပြတ်တာပေါ့နော်နောက်တစ်ခါကျောင်းဒီကျောင်းဆိုရင်လည်းကျောင်းတက်တာနဲ့ကျောင်းပြတ်တာပေါ့နော်ဒီ absent နဲ့ present တွေ့တဲ့နည်းလေးကိုကျောင်းရှင်းပြမှာဖြစ်ပါတယ်အဒီမှာတော့ကျောင်းဒီသင်ခန်းစာဖြစ်တဲ့အတွက်ကျောင်းဒီစင်စရာကိုဒီတပတ်စာပေါ့နော်တပတ်စာအနေနဲ့ပဲကျောင်းတွေ့ပြပေးထားတယ်ကျောင်းဒီတက်လာစာအနေနဲ့တွေ့မယ်ဆိုရင်လည်းဒီသင်ခန်းစာအတိုင်းပဲတွေ့ရမှာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျောင်းဒီ နာမည်တွေပေါ့နော်နာမည်တွေအကြောင်းဒီမှာကြော်ကြော်ဇော်ဇော်တို့များများတို့အောင်းအောင်တို့ပြီးတည်တာတို့ရှိတယ်။ပြီးအကြောင်းဒီမှာ Sunday Monday Tuesday ဆိုပြီးတော့ရှိတယ်။အဲ့ဒီမှာမှအကြောင်းဒီမှာဆို Ezra ကအကြောင်းဒီ absent ပေါ့နော်။ဒါပြက်ကွက်ကိုပြောတာ pray ပြီးဆိုတာကဒါအကြောင်းဆိုရင်ကြောင်းတက်တဲ့အလုပ်ဆိုရင်အလုပ်လာတယ်ပေါ့နော်။အဲ့ဒီမှာမှအကြောင်းဒီတပတ်စာတိုးတယ်ပေါ့နော်။တိုးတယ်ကအကြောင်းကြော်ဆိုရင်လည်းကြောင်းဒီကြော်ကြော်ကအကြောင်းဒီတိုးတယ်မှာအလုပ်လာတာကဘယ်နှရက်ရှိမလဲ။ကြောင်းဆိုရင်လည်းကြောင်းတက်တာကဘယ်နှရက်ရှိတယ်ပေါ့နော်။အဲ့ဒါလေးကြောင်းတွက်တဲ့နေကိုရှင်းပြပြီးမှဖြစ်ပါတယ်။ဟောပြီးတော့ကြောင်းဒီမှာတော့တတ်ထားပြီးသားအကြောင်းပြန်ပြန်လိုက်မယ်နော်။ Okay ဖြတ်ပြီးသားပြီးဆိုရင် င်ကျွန်တော်ဒီအဖြစ်လေ့ကျင့်တဲ့၁၀ခွက်ပေါ့နော်အဖြစ်လေ့ကျင့်တဲ့၁၀ခွက်မှကျွန်တော်ဒီညီမြချင်းပေါ့နော်ညီမြချင်းရေးမယ်ရေးပြီးကျွန်တော်ဒီညမှာကျွန်တော် CO UND အဲကြောင့်ဒီ count if ပေါ့နော် count if လောက်ရေကျွန်တော်ဒီ double click ပေါ့နော် double click နှိပ်လိုက်ပါဒီဒီညလေးမှာကျွန်တော်ဒီ count if လို့ပေါ်မလာဆိုရင်လည်းကျွန်တော်ဒီစလုံးအပြည့်စုံပေါ့နော်စလုံးအပြည့်စုံရိုက်ထည့်ပေးလိုက်ပါအဲပြီးသားပြီဆိုရင်ကျွန်တော်ဒီ twat match 10ခွက်ပေါ့နော်ကျွန်တော်ဒီဘယ်ခွက်တွေကို twat မှာလဲပေါ့နော်အဲ twat match 10ခွက်တွေကိုကျွန်တော်ဆက်လက်ပေးလိုက်ပါ okay ပြီးသားပြီဆိုရင်ကျွန်တော် comma ရေးမယ်ပြီးရင်ကျွန်တော်ဒီ override button ပေါ့နော် အဲပြီးရင်ကျွန်တော်ဒီဘာအတွက်မှာလဲဆိုတော့ကျွန်တော်ဒီ present ပေါ့နော်ဒီအလုပ်ဆိုရင်အလုပ်လာရက်ကြောင်းဆိုရင်ကြောင်းဒီကြောင်းတက်ရက်ပေါ့နော်ဒါအတွက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ B ပေါ့နော် B စလုံးအချင်းနဲ့ရေးလိုက်မယ်ရေးပြီးကျွန်တော် close invited ပေါ့နော်ပြီးသွားရင်ကျွန်တော် queen ပေးလိုက်မယ်အဲပြီးရင်ကျွန်တော်ဒီ enter နှိပ်လိုက်မယ်အဲဒါဆိုရင်ကျွန်တော်ဒီမှကြော်ကြော်ကတပတ်စာမှာသူကဒီအလုပ်တက်တာပေါ့နော်ကြောင်းတက်တာဆိုရင်လဲသူက B ရတစ်ခု၂ခု၃ခု၄ခုပေါ့နော် B ၄ခုဆိုတော့ဒီမှာ total ၄ခုရှိမယ်ပေါ့နော်ဂျန်နာရီကျတော့ကျွန်တော်တစ်ခုချင်းစီတွက်နေကြမလို့တော့ဘူးကျွန်တော်ဒီဟာလေးကိုကျွန်တော်ကလစ်တစ်ချက်နှိပ်ပေါ့နော်နှိပ်ပြီးကျွန်တော်ဒီအောက်မှာ ဒေါင်းနားလေးမှာကျွန်တော်ဒီအပေါင်းသေးသေးလေးပေါ်ရင်ပေါ့နော်ကျွန်တော်ဒီတခြားနေရာလေးဆိုကျွန်တော်ဒီ mouse လေးတင်ထားမယ်ဆိုရင်ဒါကအပေါင်းအကြီးပေါ့နော်ပေါ့နော်ဒီဒေါင်းနားလေးမှာကျွန်တော်ဒီ mouse လေးတင်လိုက်မယ်ဆိုရင်ဒါအပေါင်းသေးသေးလေးပေါ့ပေါ့နော်အဲ့လိုဆိုကျွန်တော်ဖြည့်ပြီးတော့ဆွဲချလိုက်အဲဒါဆိုရင်ကျွန်တော်ဒီမှာဇော်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 အကြောင်းဒီ P က3ခုဆိုတော့3ရက်ပေါ့နော်မြန်မြန်ကကျွန်တော်4အား5ပြင်တိထား3ပေါ့နော်ဒီနေရာမှာမှကျွန်တော်ဒီတစ်ခုခုပေါ့နော်ကျွန်တော်ဒီမှာတစ်ခုခုပြင်လိုက်မယ်အဲကျွန်တော်ဒီ မြန်မြပေါ့နော်မြန်မြကျောင်းဒီ absence ရဲ့ဟာကျောင်းဒီ b လို့ရေးလိုက်မယ် sorry ကျောင်း b ကိုအကြီးနဲ့ရေးမယ်နော် b and r နှိပ်လိုက်မယ်ဒါဆိုကျောင်းဒီဘက်မှာက9ဆိုပြီးတော့ပြောင်းသွားတယ်ပြီးကျောင်းဒီမှာကလည်းဒီဆဲခွက်မှာလည်းကျောင်းဒီအယောင်လေးထည့်ထားဖြစ်တဲ့အတွက်ကျောင်းအယောင်လေးပြောင်းသွားတယ်ပေါ့နော်အဒီအားလေးဒီစလုံးလေးတွေအယောင်ထည့်တဲ့နေရာတော့ကျောင်းဒီရှစ်သင်ခန်းစာမှာကျောင်းဒီ conditional formatting ဆိုတဲ့သင်ခန်းစာမှာကျောင်းတင်ပေးထားတယ်ပေါ့နော်ဒါလေးတွေကျောင်းဆက်လက်ပြီးပြီးတော့ကျောင်းဒီ conditional formatting နေရာနဲ့ဒါအယောင်ပြောင်းလိုက်ရတယ်ပေါ့နော် ဟုတ်ပြီဒါကကြောင့်ဒီ PO တက်တာအကဲကြောင့်ဒီ AO တက်ချင်တယ်ဗျာနော် AO တက်ချင်တယ်ဆိုရင်လည်းကျွန်တော်အဖြေလေးချင်တဲ့ဆက်ကွက်မှာကျွန်တော်ကလစ်တစ်ချက်နေမယ်နေပြီးညီမြချင်းရေးပြီးသားကျွန်တော် COUN အဲကျွန်တော် D IF ပေါ့နော်ဒီမှာကျွန်တော်စလုံးအပြည့်စုံရေးလိုက်တယ်ပြီးရင်ကျွန်တော် data လေးကို double click နှိပ်လိုက်ပဲနှိပ်လိုက်ကျွန်တော်ဒီမှာခွင်းစားပြီးသားဖြစ်သွားမယ်ပြီးရင်ကျွန်တော်ဒီ document အကွက်တွေကိုကျွန်တော် select ပေးမယ် ။နောက်ပြီးကျွန်တော်ကွန်မှာဒီ over inverted ဒီတစ်ခါကျကျွန်တော်ဒီ AO drop ပါ။နောက်ပြီးကျွန်တော်ဒီ close inverted ရေးမယ်ရေးပြီး queen ပိတ်မယ်။ပြီးရင် enter နေလိုက်မယ်။နောက်ပြီးကျွန်တော်ဒါတွေကို ဒါ auto fill ပေါ့နော် auto fill နဲ့ကြောင်းဆွဲချလိုက်မယ်အဲဒါဆိုရင် absen က3ခုအသုံးရပေါ့နော်ဒီမှာဆိုရင်သူက absen က4ရဖြစ်သွားမယ်ဒီမှာဆိုရင် absen 2ရပေါ့နော်အဲဒီနှစ်ခုပေါင်းမယ်ဆိုရင်တော့ဒါတပတ်စာဆိုတော့တပတ်က9ရဆိုတော့ကြောင်းဒီမှာ4နဲ့3နဲ့ဆိုတော့9 3နဲ့4နဲ့ဆိုတော့9အားနဲ့နေနေဆိုရင်လည်းခုနှစ်ပေါ့နော်ဒါကတော့ကြောင့်ဒီသင်္ကန်းစာဖြစ်တဲ့အတွက်ကြောင့်ဒီတပတ်စာစီရင်စရာအနေနဲ့ပဲဒါသင်္ကန်းစာလေးကိုလွတ်ပြပေးတာကျွန်တော်အကြေတလားစာတွက်ချင်နေဆိုရင်လည်းဒီပုံတိုင်းပဲပေါ့နော်ဒါလည်းဒီပုံတိုင်းပဲဒီစီရင်စရာကိုကြောင့်ဒီတလားစာရေးရေးပြီးသားရင်အဖြေလေးချင်တဲ့အကွက်မှန်းကြီးများရေးရေးပြီးတော့ကော ောင်းရဲဆိုတော့ကျွန်တော်ဒီ formula နဲ့တွက်လို့ရတယ်ဟုတ်ပြီနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာကိုအားလုံးနားလည်မှတ်ထင်ပါတယ်